င်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့မြန်မာနိုင်ငံရေးကိုပြည်ပကထက်ထဲဝင်ဝင်မသိကြဘူးလို့ရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်း။ဟွန်ဆန်ရဲ့ချင်းချောက်မှုကိုအလျှော့မပေးဘူးလို့ပေတုံတန်ကပြန်လည်ပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အောက်စားသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့မြမနိုင်ငံရေးကိုပြည်ပကထက်ထဲဝင်ဝင်မသိကြဘူးလို့ရခိုင်ဦးဆောင်ပါတီ AFP မှာဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရေးကိုပြပရှိအာဆီယံအပါအဝင်ကုလသမဂ္ဂနဲ့နိုင်ငံတကာဟာထထဲဝင်ဝင်မတိကြဘူးလို့ရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်ကဆီယံနိုင်ငံတည်ထောင်တာကိုပြောပါရယ်မြန်မာနိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းဖို့အတွက်အာဆီယံနဲ့ကုလသမဂ္ဂဟာမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေခန့်အပ်တာဝန်ပေးထားပေမဲ့လည်းသူတို့ဟာမြန်မာနိုင်ငံရေးကိုထထဲဝင်ဝင်သိရှိနားလည်ပုံမပေါက်ဘူးလို့ပြည်ရင်းရှိနိုင်ငံရေးပါတီတွေကထောက်ပြကြပါရယ်ဒီကိစ္စကိုအာဆီယံကိုယ်တိုင်လည်းထထဲဝင်ဝင်နားလည်ပုံမပေါက်တော့ကြောင့် နားလည်နိုင်တဲ့ဘက်ကိုပြန်ကြည့်ရင်အိနီနာချင်းနိုင်ငံတွေကပိုနားလေတယ်လို့ပြောပါတယ်မြန်မာနိုင်ငံရေးကိုအာဆီယံကုလသမဂ္ဂနဲ့အနောက်အုပ်စုနိုင်ငံတွေထက်အိနီချင်းနိုင်ငံတွေကပိုနားလေသိရှိနိုင်တယ်လို့ရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်ကဆီယံနိုင်ငံတည်ထောင်တာကိုပြောပါတယ်ဆိုအာဆီယံတို့ဘာလို့တခြားကုလသမဂ္ဂဆိုရဲငါကြီးပုံမှန်လည်းပြောရင်အလုံးမောကနိုင်ငံတွေအုပ်စုတကတော့မြန်မာနိုင်ငံရေးကိုထိထိဝဝပြီးတော့

所以，你把今年的股民进十年那样追加落去，你妈那样也利息没差不多，不如股票也买上，股票也批，批点进去。但是，以前所谓沃土沃土追加落去。 ိဖို့မတော့ဘူးပုံမှန်အင်တာဗျူးလုပ်ဒီမှာအင်တာဗျူးလုပ်ဖို့ပြအဲ့ဒါကလီဘရီမိုကရေစီဖက်ကကျလုံးထုတ်တယ်လို့ဖြစ်တာပေါ့အဲ့တော့ဖြည်းဖြည်းဝင်မြန်မာနိုင်ငံကြီးကိုနားလေပေါ့မပေါ့ဘူးကျွေးရဆိုအဝေးကြီးတယ်ဘုံလည်းပြောရင်မြန်မာနိုင်ငံကြီးကိုဖြည့်ရှင်းပြတ်ကခတ်တယ်ကုလသမဂ္ဂဆိုင်ရာမြန်မာကိုအများကြီးရှိဖြစ်တယ်စိတ်ချတဲ့ဘုံရှိခဲ့တဲ့ပုံမတော့လက်ရှိမှာမြန်မာအရေးကိန်းတွင်ဖြည့်ရှင်းဖို့အာဆီယံကမလေးရှားနိုင်ငံသားရေးဝင်ကြီးကို၎င်းကုလသမဂ္ဂဩစတြေးလျနိုင်ငံသူဂျူလီဘစ်ရော့ကို၎င်းမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်ခန့်အပ်ထားပါ ါတယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုပြည်ပကတည်တည်ချာချာသိရှိနားလည်မှုမရှိပဲတလွဲသိရှိနေကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒီယိုခရာဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးခြေနေမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးခြေနေကိုအပြင်ကဘောနော်တည်တည်ချာချာမသိဘူးဆိုတော့ဟာကတော့လက်ခံတယ်အဲဒီစားမသိဘူးဆိုတာထက်ကတလွဲသိနေတာပေါ့ အလွဲတည်နေဘာလို့အလွဲတွေတည်နေကြလဲဆိုတော့အဓိကကတစ်ဖက်ကဟိုမြန်မာနိုင်ငံမီဒီယာတွေပေါ့လေမီဒီယာတွေကနေမှာတခါတည်းဟိုဟိုကိုယ့်ရဲ့ဒီမြန်မာနိုင်ငံပြည်တွင်းကြီးကိုတလွဲတစ်ချောပုံပေါ်လာတာရှိတယ်ပြီးတော့ကိုယ့်စီကနေပဲပြန်ထွက်သွားတဲ့လူတွေကိုယ်တိုင်ကဒါတလွဲပုံပေါ်ပြီးနေတာရှိတယ်အဲ့ဒါတွေတောင်မလို့ တို့သိတဲ့အသိအဟာမြန်မာပြည်ရဲ့ပြည်တွင်းထဲမှာတကယ်ဖြစ်ပြနေတဲ့အဖြစ်အပျက်မျိုးအနေတော့မနည်းစားဘူးဖြစ်တာပေါ့လေ။ဒါကဟိုဘက်ကတော့သူသူလောက်တဲ့ကိစ္စ။ဒီဘက်ကကျွန်တော်တို့ပြည်တွင်းထဲမှာရှိနေတဲ့ဆိုးရကိုကိုတိုင်းကကိုရဲ့ကိုတိုင်းပြည်ထဲမှာဖြစ်နေတဲ့ဟာကိုဘယ်လိုမှပြန်ပြီးတော့မတော့ကောင်တာလည်းမလုပ်နိုင်ဘူး။ဟိုဘက်ကဟိုဘက်ကပုံဖော်တယ်မဟုတ်ဘူး။ဒီတိုင်းပဲငုတ်တုတ်ခံနေရတယ်လို့ဖြစ်နေ။ဒီဘက်ကပြန်ပုံဖော်တာလည်းဟိုတချို့ဟာတွေကပြောရမှာဆိုလို့ရှိရင်တိတ်မထိရောက်ဘူးပေါ့နော်။ရှိခဲ့လုံခဲ့တဲ့ခက်တွေကပုံဖော်တယ်လို့ပဲ။ညီမပြော ောမှန်တယ်လို့ထင်တဲ့အပေါ်မျိုးနဲ့ပြောနေတဲ့အခါကျတော့စိတ်ထိရောက်မှုအားနည်းတာပေါ့။ဒါနဲ့ခင်နောက်ကျနေတဲ့သဘောရှိတယ်။အဲ့ဒီနောက်ပြည်ပနိုင်ငံကမြန်မာနိုင်ငံရေးကိုသိရှိနားလည်ရေးချက်မိမိတို့ဟာပြည်ရင်းကပြည်သူလူထုကိုယ်တိုင်မှန်မှန်ကန်ကန်သိနိုင်ဖို့ စ조사ပုံဖော်နေတယ်လို့ဦးထောင်ကျော်ကပြောပါရယ်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံတဝန်းလက်နက်ကင်ပရိပခါတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေတယ်လို့တိုက်ပွဲရှောင်နေရသူ၃တန်းကျော်ရှိနေကြောင်းသိရပါရယ်အဲ့ဒီနောက် CDM မလုပ်သူတွေကိုအရေးယူမယ်ဆိုတော့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPA ကဥပဒေတရက်ပြဋ္ဌာန်းလိုက်ပြီးနောက်ပညာရေးဝန်ထမ်းတွေနဲ့အစိုးရဝန်ထမ်းတွေတက်ဖြတ်ခံရမှုတွေ တဖန်ပြန်လည်ပေါ်ပေါက်လာနေပါတယ်အလားတူမြမတမတော်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးစစ်သားစုဆောင်မှုတွေနဲ့လက်နက်ကိုင်တွေရဲ့စစ်သားစုဆောင်မှုတွေကြောင့်လည်းပြည်တွင်းရှိလူငယ်တွေပြပနိုင်ငံတွေကိုထွက်ခွာလာပြီးလူသားအရင်းအမြစ်တွေဆုံးရှုံးကလုပ်ငန်းခွင်တွေမှာလုံသားလိုအပ်ချက်တွေနဲ့ရင်ဆိုင်နေကြရပါတယ်ကမ္ဘာနိုင်ငံတွေကြဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်ပြည်တွင်းမှာရွှေဒေါ်လာနဲ့73စီဈေးနှုန်းတွေအဆမတန်မြင့်တက်မသွားစေဖို့ မြန်မာနိုင်ငံအနေနဲ့ဘလို့ထိမ့်သိမ့်သင့်တယ်လဲဆိုတဲ့အပေါ်စီးပွားရေးလေလာတုံ့သက်သူတွေနဲ့လုပ်ငန်းရှင်တွေကြားတုံ့သက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာနိုင်ငံတွေအကြားဖြစ်ပွားနေတဲ့ကုန်သွယ်ရေးနိုင်ငံရေးစည်ရေးပဋိပက္ခတွေကြောင့်ပြည်တွင်းမှာရွှေဒေါ်လာနဲ့စက်သုံးစီစင်းတို့နဲ့အစမတန်မြင့်တက်မသွားစေဖို့မြန်မာနိုင်ငံအနေနဲ့ဘလို့ထိမ့်သိမ့်သင့်တယ်လဲဆိုတဲ့အပေါ်စီးပွားရေးလေလာတုံ့သက်သူတွေနဲ့လုပ်ငန်းရှင်တွေကြားတုံ့သက်မှုတွေရှိနေကြပါတယ်။ လက်ရှိမှာအရှိလေပိုင်းဒေသမှာအီရန်နဲ့အစ္စရေးတို့စစ်ပွဲဖြစ်ပွားနေတယ်လို့အမေရိကန်နိုင်ငံမှာလည်းတမရဒေါ်နယ်ထရန့်ကိုကန့်ကွက်ဆန္ဒပြမှုတွေနိုင်ငံအနှံ့ပြားမှာဖြစ်ပွားနေတာပါ။အဲ့ဒီလိုပဲအိနီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားနေဆက်ပိုင်တဲ့အငင်းပွားမှုကြောင့်တင်းမာနေသလိုအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာလည်းအကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီးတင်းမာနေကတရုတ်နဲ့အိန္ဒိယကြားမှာလည်းနေမြေပိုင်တဲ့အငင်းပွားမှုကြောင့်တင်းမာလျက်ရှိနေတာပါ အီရန်နဲ့အစ္စရေးစစ်ပွဲဟာကမ္ဘာရေနံနဲ့ရွှေဈေးကိုတက်ရောက်မှုများပြားစေနိုင်ပေမဲ့လည်းနှစ်ဆက်ကအနေနဲ့ဒေါ်လာဈေးကွက်တစ်ခုတည်းကိုသာထိန်းချုပ်နိုင်မှာဖြစ်တယ်လို့စီးပွားရေးလိလာတုံးသက်သူတအုပ်က CNN သတင်းဌာနကိုပြောပါရယ်။ဒီနားတော့မလို့ဘူး။ဒီနားတော့ကမ္ဘာတကယ်ဒီနားဟောရဆပ်ပိုင်းလုပ်ပြီးမှဖြစ်နိုင်ခြင်းတို့မြန်မာပြည်ကြီးမဟုတ်ဘူး။ဒီနားတော့တခြားနိုင်ငံကြီးတော်မှာဒီလိုအဲမထိန်းချုပ်နိုင်ထိန်းချုပ်ရခက်ခဲတယ်။အဲဒါဒေါ်လာပိုင်းကျတော့တော့ဒါက ဒီ policy ဘိုင်းနဲ့အများကြီးဆိုင်ပါတယ် policy နဲ့သင်လို့ရတယ်ဘာလို့ဒေါ်လာကဟိုရေနံနဲ့စာရရင်ဒေါ်လာကရေနံတော့ဟိုမရှိမရှိပြည်ပြည်တော့မဟုတ်ဘူးဘာလို့ဆိုဒေါ်လာအစားကူအော်ရေနေရပါဒီအစီအစီစတဲ့တည်းကဒီလိုစမ်းနေချိန်တယ်ဒီဟိုတရုတ်ရံနဲ့ချိန်တယ်အိန္ဒိယနဲ့လည်းချိန်တယ်ချိန်ပြီးတော့ဒီလိုအချင်းချင်းအာကိုယ်ကိုယ်တူနေပေါ့ရံရံလက်ခံလို့ဆိုပြီးတော့ 是，就那土拉耶，伊两个嘛，包完粉通啊的，就是一种吃来。然后可能说有小学老师啊，你抽水做，可能是的是有过。呃，阿就说多拉耶伊放木吃来呢，啊，啊，多拉有米糊啊，伊煮年来的，哎，比米糊有还一养了。呃，如果拿桂花枝来补补你是多香呢？阿啊，阿里个， တဘာတန်ကြီးတဘာတန်ကြီးရယ်ကိုအိမ်ကြီးနိုင်ငံကြီးဆိုတော့အိမ်ကြီးနိုင်ငံကြီးရဲ့ငွေကြေးနဲ့ရတယ်အဆင်ပြေနေတယ်ဒီဒေါ်လာအပိုင်းကတော့ဟိုပြောလို့ရင်အဆင်ပြေနေအချိန်မဲ့ဆိုရင်ချိန်လို့ရတယ်အီရန်နဲ့အစ္စရေးစစ်ပွဲကြောင့်ကမ္ဘာရေနံဈေးအပေါ်မူတည်ပြီးပြည်တွင်းမှာလည်းဈေးနှုန်းလိုက်တက်မှာဖြစ်ပြီးရေနံကိုအီရန်နိုင်ငံဘက်ကနေထုတ်လုပ်မှုကြားခဲ့ပါကဘယ်နိုင်ငံကတိုးပြီးထုတ်လုပ်မလဲဆိုတဲ့အပေါ်မှာမူတည်ရဲလို့ဈေးကွက်စီးပွားရေးကြွမ်းကျင်သူတွေကထောက်ပြကြပါဗျာ အဲ့ဒီလိုပဲလက်ရှိမှာကဘာရွှေစည်းဟာလည်းအတက်ဘက်ကိုရှောင်းနေပြီးပြည်တွင်းမှာပြင်ပရွှေပေါက်စည်းဟာတိတ်80နားကိုရောက်ရှိနေတာပါဒါပေမဲ့လက်ရှိမှာတော့သက်ဆိုင်ရာကလည်းရွှေလုံငန်းရှင်တချို့ကိုခေါ်ယူစစ်ဆေးနေမှုနဲ့ရွှေလုံငန်းရှင်အတင်းကတတ်မှတ်ဈေးတို့ကြောင့်ရန်ကုန်နဲ့မန္တလေးကရွှေဆိုင်အများစုဈေးကွက်ပိတ်ထားရကြောင်းလည်းသိရပါဗျ။အမေရိကန်ဒေါ်လာဟာကဘာဈေးကွက်မှာကျဆင်းလာနေပေမဲ့လေမြန်မာနိုင်ငံမှာတော့ပြည်တွင်းအခြေအနေနဲ့ငွေကြေးဖောင်းပွမှုတွေကြောင့် ဒေါ်လာဈေးကိုတုံးသက်ရမလွယ်ကူဘူးလို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည်စုံက CNN သတင်းဌာနကိုပြောပါတယ်။အာပြောမယ်ဆိုရင်တော့အမေရိကန်ကအခုချိန်မှာအရင်တော့ကအမေရိကန်ဒေါ်လာကိုကျွန်တော်တို့ကကမ္ဘာပေါ်မှာအဲဆန်နူနာပြပေါ့နော်ဒီကမ္ဘာလုံးဆိုင်ရာငွေကြေးဖြစ်နေကျွန်တော်တို့အသုံးပြုပြီးတော့ရှိနေကြတယ်။ဒါပေမဲ့လက်ရှိကာလမှာတော့အမေရိကန်ကိုယ်တိုင်နဲ့ကျွန်တော်မြင်တယ်သူ့ရဲ့ဒီတည်နေတချို့မှာကျွန်တော်တို့ဆန္ဒပြမှုတွေလည်းရှင်ဆိုင်နေရတယ်။ထရန်ဆိုရကလည်းဟိုပြောရင်တော့နည်းနည်းဟိုနည်းနည်းတည်းရောက်နေတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အနေနဲ့လည်းနိုင်ငံ ဒါကရေးချင်ဒီမှာကျွန်တော်တို့ဒီလိုပြင်းပြင်းမျိုးတွေမြင်နေရတဲ့အခါကျတော့အေဂန်ဒေါ်လာဖက်ပေါ်ကျွန်တော်တို့လက်ရှိမှာတော့ဒီရွှေရေးနှုန်းကတော့အချက်ဖက်မှာဖြစ်နေနိုင်တယ်ဒီအမေရိကန်ဒေါ်လာကလည်းအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအခြေအနေပေါ်မှာမူတည်တာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကတော့ဒီဒေါ်လာဈေးရွှေဈေးနဲ့ပတ်သက်လို့ကိုသုံးသပ်မယ်ဆိုရင်လက်ရှိကာလမှာတော့ရွှေဈေးကတော့အတက်မှာပဲရှိနေနေဦးမယ်ဒေါ်လာဈေးကတော့ကျွန်တော်တို့တည်ငြိမ်မှုရှိဖို့မမြင်သေးဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့အခြေအနေမျိုးမျိုးပုံမူတည်ပြီးတော့ကျွန်တော်တို့အပြောင်းအလဲတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒီ ော်လာဈေးနှုန်းတစ်ခုကိုတော့ကျွန်တော်တို့က30ခုသိပ်ပြီးတော့ဟိုမလွယ်ပါဘူးဗျာ။ဟုတ်။လက်ရှိမှာတော့73စီစီဟာပြီးခဲ့တဲ့73ရက်နေ့ကဈေးဖြစ်တဲ့ဒီဇယ်တလီတာ2430ကျပ်မှာရှိနေပါတယ်။ဒါအပြင်ဒီကနေ့မနက်ရွှေစီမှာ16ပဲရီကိုပြင်ပပေါက်စီ89,800ကျပ်မှာရှိနေပေမဲ့လေရွှေလုံငန်းရှင်အတင်းရဲ့တက်မှတ်ဈေးဟာ59သိန်းသာရှိကြောင်းဒေါ်လာဈေးဟာလည်း4,300ကနေ4,500ကျပ်ချာမှာလဲပတ်နေကြောင်းပြင်ပပေါက်စီတွေအရသိရပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဟွန်ဆန်ရဲ့ချိန်ချောင်းမှုကိုအရှော်မပေးဘူးလို့ပေတုံတန်ကပြန်လည်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံအနေနဲ့နဇက်ဒေတာစစ်စေးဂိတ်တွေကို24နှစ်အတွင်းအပြည့်အဝပြန်ပွင့်ပေးဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကဟွန်ဆန်ကတတိပေးခဲ့ပြီးနောက်ချင်းချောက်မှုတွေကိုအလျှော့ပေးမှာမို့ကြောင့်ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကပြောကြားခဲ့လို့ The Nation ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထိုင်းကမ္ဘောဒီးယားနယ်စပ်ရေးရာပူးတွဲကော်မတီ JBC အစည်းအဝေးရဲ့ရလဒ်တွေကိုဆွေးနွေးခဲ့တဲ့နှစ်နာရီကြာအစည်းအဝေးပြီးမှာပေတုံတန်ကဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ JBC အစည်းအဝေးကအောင်မြင်မှုရှိပြီး တစ်ပတ်စလုံးကဆွေးနွေးညီနိုင်မှုပူပေါင်းနဲ့ပတ်သက်ပြီးသဘောတူညီမှုရရှိခဲ့တယ်လို့သူမကဆိုပါရယ်ဆွေးနွေးမှုတွေကိုလုံခဲ့လက်ပဲအစင်းကနေဝင်ကြီးရုံအစင်းဒီအလွာပေါင်းစုံမှာပြုလုပ်ခဲ့ပြီးထိုင်းဘက်ကဗိုလ်ချုပ်ကြီးနတ်တာပိုနတ်ပါနစ်ကဦးဆောင်တဲ့လုံခဲ့ရေးအဖွဲ့အစည်းတစ်ခုကိုထူထောင်ခဲ့လို့ပေတုံတန်ကပြောကြားခဲ့ပါရယ်မေလာ28ရက်ကကမ်ဘောဒီးယားထိုင်းနဲ့လာဝနယ်ဆက်တွေထိတွေ့တဲ့မြားဒရီကန်ကိုလူသိများတဲ့နယ်ဆက်ဒေသမှာထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်ကမ်ဘောဒီးယားစစ်သားတို့တေဆုံးခဲ့ပြီးနောက်နိုင်ငံခြားတင်းမာမှုတွေမြင့်တက်နေတာဖြစ်ပါရယ် ကမ္ဘောဒီးယားဝန်ကြီးရောဟွာဆန်ကတော့ထိုင်းနိုင်ငံအနေနဲ့နေဆက်ဒေတာဖြတ်တန်းသွားလာမှုမှာတာမီကန်သက်ချက်တွေကိုရုပ်သိမ်းဖို့ဂျွန်လ16ရက်ကပြောကြားခဲ့တယ်လို့ရုပ်သိမ်းမှုမပြုဘူးဆိုရင်ထိုင်းနိုင်ငံကတင်ပို့တဲ့အသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုတင်ပို့ခွင့်ပိတ်ပင်သွားမယ်လို့ကြေညာတဲ့ပေးခဲ့ပါတယ်။ထိုင်းဘက်ကနေဆက်ဖြတ်တန်းသွားလာမှုတွေကိုဒီနေ့မှပုံမှန်အနေအထားတိုင်းပြန်ဖွင့်မပေးဘူးဆိုရင်တော့မနေ့ပြန်မှာကမ္ဘောဒီးယားကိုတင်ပို့နေတဲ့ထိုင်းအသီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုတာမီပိတ်ပင်သွားမှာပါလို့ဟွန်ဆန်ကပြောကြားခဲ့ပါတယ်။ ်ပေဒိုနန်ကတော့ထိုင်းဟာနယ်စပ်ဒေသဖြတ်တန်းသွားလာရေးဂိတ်တွေကိုဗီဒီခါကများတရားဝင်ပိတ်ပင်ခဲ့တာမှရှိပဲအဆိုပါစစ်ဆေးရေးဂိတ်တွေမှာဝင်ငွေထွက်ခွင့်အခြေအနေတွေနဲ့စည်းကမ်းချက်တွေကိုချိန်ကြီးလှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်ဒါအပြင်နယ်စပ်ဒေသမှာမြေပြင်အခြေအနေတွေကိုလေ့လာဖို့နဲ့တင့်တော်တို့ဆောင်ရွက်ဖို့အမျိုးသားလုံခြုံရေးကောင်စီ NSC ကိုလည်းလုံခြုံရေးပေးထားတယ်လို့ပေဒိုနန်ကပြောကြားခဲ့ပါတယ်တောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့ဂျပန်က ဥဒေစီရေလေ့ကျင့်မှုတွေပြုလုပ်နေချိန်မှာပဲတရုတ်စစ်တပ်ဟာတောင်တရုတ်ပင်လယ်မှာခင်းလက်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်တရုတ်ပင်လယ်ရဲ့ပန်ဆန်မှုညင်းပွားနေတဲ့ရေပြင်တွေအတွင်ဖိလစ်ပိုင်နဲ့ဂျပန်ကပူရဲစီရေလေ့ကျင့်မှုတွေပြုလုပ်နေချိန်မှာတရုတ်စစ်တပ်ဟာဇွန်လ14ရက်ကတောင်တရုတ်ပင်လယ်မှာကင်းလင်းမှုတွေပြုလုပ်ခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့တောင်ပိုင်းစစ်တပ်နာချုပ်နဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PNL တို့ကပူးပေါင်းပြီးဝေဟင်နဲ့ရေပြင်ကင်းလင်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ တောင်ပိုင်းစစ်တပ်နာချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးတီအန်ဂျူလင်ကဇွန်လ15ရက်မှာထုတ်ပြန်ခဲ့ပါတယ်ဖိလစ်ပိုင်နဲ့ဂျပန်ပူးရဲစီရေလေ့ကျင့်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ပီအန်လီကကင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးဒီပူးရဲစီရေလေ့ကျင့်မှုဟာဒေတာတွင်းငြိမ်းချမ်းရေးကိုချိန်ချောက်ရာရောက်တယ်လို့တီအန်ကပြောကြားခဲ့ပါတယ်ဖိလစ်ပိုင်ကဒေတာပြင်ပကနိုင်ငံတွေကိုအားကိုးပြီး ပူရက်ကင်းလန်းမှုတွေကိုပြုလုပ်ခဲ့တာကြောင့်တောင်တုပ်ပင်လယ်မှာလုံခြုံရေးအနေအထားကိုမြင့်တက်စေခဲ့ပြီးဒေတာတွေငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုရောပါးစေပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ PNL ရဲ့တောင်ပိုင်းစစ်ဆင်ရေးချုပ်စစ်သားတွေဟာတရုတ်ရဲ့အချုပ်ချာအာဏာပိုင်နယ်နိမိတ်နဲ့ပင်လယ်ရေကြောင်းဆိုင်ရာအခွင့်အရေးတွေကိုကာကွယ်ဖို့တက်လန့်နှိုးဆော်မှုကိုမြင့်တင်ထားတယ်လို့တီယန်က ပြောကြားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းပြဿနာဖြစ်စေနိုင်တဲ့ဘလူးစီရေလှုပ်ရှားမှုမျိုးကိုမဆိုတရုတ်ကအပြည့်အဝထိန်းချုပ်ထားပါတယ်လို့ သူကပြောကြခဲ့ပါတယ်မိကန်လေးရင်တင်တင်မော်ဟာဇွန်လ16ရက်နေ့နက်ပိုင်းကတော်တရုတ်ပင်လယ်ကနေထွက်ခွာပြီးအရှိအလယ်ပိုင်းဒေသကိုဥတီမောင်းနှင်းခဲ့တဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်အမေရိကန်လေယာဉ်တင်သင်းပေါ် USS နီမဲဟာဇွန်လ16ရက်မနက်ပိုင်းကတောင်တရုတ်ပင်လယ်ကထွက်ခွာပြီးအခြေအလယ်ပိုင်းဒေသကိုဥတီမောင်းနှင်သွားတယ်လို့ တင်မောလမ်းကြောင်းတွေကိုခြေရခံတဲ့ရိုက်တာက ဖော်ပြခဲ့ပါတယ်။ဒီလေရင်တင်တင်မောဟာ BNN အလဲပိုင်းရှိစိတ်ကမ်းတစ်ခုမှာစိုက်ကပ်မဲ့အစီအစဉ်ကိုဖျက်သိမ်းခဲ့ပြီးနောက်အနောက်ဘက်ကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ Marine Dive Website ရဲ့အချက်အလက်များဟာနီမစ်လေရင်တင်တင်မောဒီတောင်တရုတ်ပင်လယ်ရဲ့အနောက်ဘက်ရှိအခြေအလဲပိုင်းဒေသကိုဥတီမောင်းနှင်သွားတယ်လို့ဖော်ပြခဲ့ပါတယ်။ US နီမစ်ဟာအခုသတင်းဘက်ကုန်ပိုင်းမှာ BNN ရဲ့ဒါနန်းမြို့ကိုတွားရောက်ဖို့စီစဉ်ခဲ့တယ်လို့သတင်းရရမြင့်နှစ်ခုကဇွန်လ20ရက်မှာစိုက်ကပ်မဲ့ဒီအစီအစဉ်ကိုဖျက်သိမ်းခဲ့တာ ာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဟန်နွားမျိုးတော်ရှိအမေရိကန်တန်ယုံကစစ်စင်ရေးပိုင်းဆိုင်ရာရေးပေါ်လိုအပ်ချက်ကြောင့်ဒီအစီအစဉ်ကိုဖျက်သိမ်းခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရိုက်တာသတင်းဌာနရဲ့အမှတ်ချက်စကားတောင်းဆိုမှုကိုအမေရိကန်တန်ယုံကချက်ချင်းအတည်မပြုခဲ့ပါဘူး။နီမစ်လီရင်ဒေသမှဥဆောင်တဲ့တိုက်ခိုက်ရေးစစ်သည်မှအုပ်စုဟာအင်ဒိုပစိဖိတ်ဒေသမှာအမေရိကန်ရေတပ်တည်ရှိမှုရဲ့စိတ်တပိုင်းအနေနဲ့ပြီးခဲ့တဲ့သတင်းဘက်ကပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေးစီရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့အမေရိကန်ရဲ့ပစိဖိတ် ေစစ်သမောအုပ်စုမှတမ်မူရဝက်ဆိုက်မှာဖော်ပြထားပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ FIFA Club ကမ္ဘာ့ဖလားအုပ်စုအဖွဲ့ပွဲစဉ်မှာ LAFC အသင်းကိုအနိုင်ရခဲ့တဲ့ Chelsea အသင်းဟာကောင်းမွန်တဲ့ရလဒ်လို့နိပြမာရကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချေတင်ဟာ FIBA ကလပ်ကဘာဗလာအုပ်စုအခွင့်အပွဲစဉ်မှာ LAFC အသင်းကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက်နီးပြမာရက်စကာကဒါအကောင်းမွန်တဲ့ရလဒ်ဖြစ်တယ်လို့ပြောခဲ့ပါဗျာ။ မာရက်စကာကအလွန်ကောင်းမွန်တဲ့ရလပါရာသီရဲ့ဒီဇင်မှာမတူညီတဲ့အရာတွေကိုစီမံခန့်ခွဲရတာပုံမှန်ပါပဲချုပ်ဝင်းပြောရမယ်ဆိုရင်စွမ်းဆောင်ရင်ကောင်းမှာလေလို့အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပါတယ်ပြီးတော့ပွဲကိုအနိုင်ရခဲ့ပြီးပေးကိုလည်းမပေးခဲ့ရပါဘူးဒီလိုက်ကကျွန်တော်တို့ရဲ့ကစားပုံကိုသိရတဲ့ဒါကောင်းမွန်တဲ့ချက်ပါကစားသမားတစ်ဖြစ်တဲ့အဆူကိုလည်းအခွင့်အရေးပေးခဲ့ပြီးနှစ်ဦးစလုံးအတွက်အလွန်ကောင်းပါတယ်လို့ပြောခဲ့တာပါဒီဘက်မှာချိန်အသင်းအတွက်ကိုရီကိုနက်တိုနဲ့အန်ဆိုဖာန်ဒက်စ်ကတွင်ယူခဲ့ပြီးလူစားဝင်ဖြစ်ပါဝင်ခဲ့တဲ့ကစားသမားတစ်ဒီလိုက်ကအသင်းအတွက်ဂိုးပန်တီးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်တိုက်စစ်မှုဒီလိုက်ကချိန်အသင်းအတွက်ပထမဆုံးပွဲကိုပါဝင်ကစားခွင့်ရခဲ့တဲ့ခံစားချက်ကကောင်းမွန်ခဲ့ပြီးအသင်းရဲ့ကူညီဖို့ကအရေး းပါအောင်မဲ့အတွင်းကိုသွင်းယူခြင်းနဲ့လို့ပြောပြီးမှပြောခဲ့တာပါ။ Chelsea နဲ့ LAFC အသင်းတို့ကစားခဲ့တဲ့ Mercedes Benz အားစားခွင့်ဟာပြိသက်ပေါင်း9000ကျော်ဝင်ဆက်ပေမဲ့ဒီဘက်ကိုပြိသက်12138ဦးသာတက်ရောက်ကြည့်ရှုခဲ့ပါတယ်။ Chelsea အသင်းဒီပြ Mares ကအားစားခွင့်ဟာအလွန်နီးပါးဖြစ်နေပေမဲ့သူတို့က professional တွေဖြစ်တဲ့အတွက်အခြေအနေပတ်ဝန်းကျင်တွေနဲ့လိုက်လွန်ညီတွေဖြစ်ဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ PSG နဲ့ Atletico အသင်းတို့ပွဲစဉ်မှာတော့ပြိသက်ပေါင်း8000ကျော်ကြည့်ရှုပြီးဆန်းရည်တင်လာတာပါ။ LAFC အသင်းဒီပြ Steve က LA က Atlanta တဲ့ဘောလုံးကိုပို့ပြီးနှစ်သက်တာဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ Chelsea အသင်းက FIFA ကလပ်ကမ္ဘာဗလာအုပ်စုဒုတိယ မြောက်ပွဲစဉ်ဖြင့်ဖလာမင်ဂိုအသင်းနဲ့ရှင်ပိုင်ရမှာဖြစ်ပြီး LAFC အသင်းက2-0နဲ့ရှင်ပိုင်ရမှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။ Thank you.